မင်္ဂလာမနက်ခင်းလေးပါခင်ဗျာဒီကနေ့ဟာဆိုလို့ရှိရင်ဆက်တလပိုင်းတရက်နေ့မနက်စောစောအချိန်ပဲဖြစ်ပါတယ်လဆင်လတိုင်းလို့လို့တလရဲ့ပထမဦးဆုံးတရက်မနက်စောစောမှာအားလုံးအတွက်ဆုတောင်းပေးနေကြဖြစ်ပါတယ်ဒါကြောင့်ဆက်တလပိုင်းတလလုံးအတွက်ဒီကနေ့အားလုံးကိုဆုတောင်းပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့10လပိုင်းအတွက်ကျေးဇူးတော်ချီးမွမ်းမယ်အပြည့်ဝချမယ် ပြီးလို့ရှိရင်အခုဝင်စားရမယ်ဆက်တလပိုင်းတလလုံးအတွက်ဖရာသခင်လက်တော်ထဲမှာအံ့နံမယ်ဆုတောင်းမယ်ကောင်းကြီးတောင်းခံမယ်ဒါကြောင့်အခုဆုတောင်းတန်ကိုတည်တည်ချာချာလေးနားထောင်ပြီးမှယုံယုံကြည်ကြည်အာမင်ထူသွားပါအခုဆုတောင်းတန်ရှိသည်မြသည်တင်နဲ့တင်မိသားစုအပေါ်မှာတက်ရောက်သွားပါလိမ့်မယ်ဆုမတောင်းခင်မှာကြမ်းချက်တစ်ချက်လေးဖတ်ရအောင်နော်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်၆ကနေ9အထိဖြစ်ပါတယ် အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ဂျေဇုတော်ကိုချီးမွမ်းခြင်းနဲ့တကွဆုတောင်းပတ္ထနာပြုတော်အားဖြင့်တင်တို့တောင်းပန်လိုတော်အရာများကိုဖျားသခင်အားကြားလျှောက်ကြလောထို့တို့ပြုလျင်အဘယ်သူမျှကြံ၍မမီနိုင်တော့ဖျားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်တင်တို့ စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်တမာချင်းစာထဲမှာကျွန်တော်တို့ပထမဦးဆုံးလမ်းညွန်ထားတာကတော့ စိုးရိမ်နေသလားတဲ့နော်စင်မတ်ဘေးတန်ကြောင့်စိုးရိမ်တဲ့ကက်ယောဂါကြောင့်စိုးရိမ်တဲ့နော်အမိသားစုအရေးဝမ်းရေးစီးပွားရေးနော်ပညာရေးအချစ်ရေးအိမ်ထောင်ရေးစသဖြင့်ပြဿနာပေါင်း16000လောက်ကြုံလာတဲ့အခါမှာကျွန်တော်တို့စိုးရိမ်တတ်တယ်တဲ့အဲ့ဒီလိုစိုးရိမ်လာတဲ့အထဲမှာခရိယန်တွေလည်းပါနေတတ်တယ် ဒါကြောင့်ယုံကြည်သူခရိယန်တယောက်အနေနဲ့စိုးရိမ်မှုမရှိအောင် စိုးရိမ်လာတဲ့အခါမှာမလုပ်ရမလဲဆိုတော့စုတောင်းပတ္ထနာပြုပါတဲ့ကျွန်တော်တို့တောင်းပန်လိုတဲ့အရာဖရာသခင်စီမှာကျွန်တော်တို့လိုချင်တဲ့အရာကိုစုတောင်းပါတဲ့အဲ့လိုစုတောင်းမယ်ဆိုရင်ဖရာသခင်ကတစ္ဆာနဲ့ပြေဝတဲ့ဖရာဖြောင့်မတ်ခြင်းနဲ့ပြေဝတဲ့ဖရာဂတိတည်တဲ့ဖရာသခင်ဖြစ်တဲ့အတွက်ကျွန်တော်တို့စုတောင်းဓမြကိုဖရာသခင်ပေးလိမ့်မယ်ငြိမ်သက်ခြင်းပေးမယ်ဆိုပြီးတော့မှတမာကျင်းစာကကျွန်တော်တို့ကို အလင်းပေးထားတာဖြစ်ပါတယ်ဒါကြောင့်ဒီတမာကျန်းစာအရကျွန်တော်တို့အားလုံးအတွက်ဆုတောင်းပေးပါမယ်ဆက်တလပိုင်းတလလုံးအတွက်ကောင်းချီးတောင်းခံပေးမယ်စိုးရိမ်မှု ကင်းကွာအောင်เนาะကျွန်တော်တို့စစ်မှတ်ဘေးဒဏ်ခံနေရတဲ့သူတွေเนาะကယောဂဖြစ်နေတဲ့သူတွေเนาะကျွန်တော်တို့ပြဿနာမျိုးမျိုးကြုံနေတဲ့သူတွေဆက်တလပိုင်းမှာအစဉ်ပြေချိုးမွေ့အောင်ဆုတောင်းပေးမယ်ယုံယုံကြည်ကြည်တည်တည်ချာချာနားထောင်ပြီးတော့မှအာမင်ထူသွားပါအတူတူကဆုတောင်းကြပါစို့ ကောင်းကင်ဘိုခြေထာဝရမြတ်စွာဘုရားယေရှုတင်နေကိုတော်ဖျားရဲ့ယေရှုတော်ကြောင့်ဆက်တလဘိုင်းမနဲ့စောစောအချိန်ဝင်စားခွင့်ရတယ်အမောင်ညမှာကျွန်တော်တို့အကောင်းဆုံးအိတ်ဆက်အနားယူခွင့်ရစေဒီတော်မှာကตาญาเอชันတော့မနဲ့ခင်းမှာအသက်ရှင်ခွင့်ရတယ်노ထခွင့်ရတယ်ဆက်တလဘိုင်းကိုဝင်စားခွင့်ရတယ်ဟာလေလုယာယေရှုတင်နေ ကိုရောဆယ်လပိုင်းတလလုံးကိုရောဖျားပို့ဆောင်ကောင်းကြီးပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ဆယ်လပိုင်းတလလုံးမှာခါတီးချင်းရှိခဲ့မယ်ချိုမြိန်ချင်းရှိခဲ့မယ်ဆယ်လပိုင်းတလလုံးမှာကျွန်တော်တို့ငိုခဲ့တာတွေရှိခဲ့မယ်ပျော်ရွှင်ခဲ့တာတွေရှိခဲ့မယ်ဘယ်လိုပင်ဖြစ်စေကမူကျွန်တော်တို့ဆယ်လပိုင်းတလလုံးကြော်လွန်သွားပြီဖြစ်တယ်ဆယ်လပိုင်းတလလုံးကိုပို့ဆောင်တဲ့ဖျားသခင်ဂျေဇူးတဲ့နဲ့ကိုရော ဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်တာလင်အကောင်းဆုံးအိပ်ဆက်ခွင့်ရတယ်၊နိုးထခွင့်ရတယ်၊သွာလာလှုပ်ရှားခွင့်ရတယ်။ဖယားသခင်ဒီသူ့ရဲ့တမန်များကိုစေလွတ်လက်ကျွန်တော်ကျမများကိုထွက်ချင်းဝင်ချင်းသွားချင်းလာချင်းပြောချင်းဆိုချင်းမှာအတူပါရှိလျက်ကိုယ်ကဆောင်းမကောင်းကြီးပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်။ကျေးဇူးတင်တဲ့ကိုယ်တော်ဆက်လက်ပြီးမှကိုယ်တော်ပြီးခဲ့တဲ့ဆယ်လပိုင်းတလားလုံးအတွက်ကိုတော့ရှေ့တော်မှာကျွန်တော်တို့အပြည့်ဝချတောင်းပန်ပါတယ် မှန်ပါတယ်ကိုတော့ကျွန်တော်တို့ကိုတော့ရှေ့တော်မောက်မှာအားနေခဲ့တာတွေရှိခဲ့ဘူးပါတယ်ဆဲလာပိုင်းတလလုံးကိုလဲကြည့်တဲ့အခါမှာကျွန်တော်တို့ဖယားသခင်ကိုပြစ်မာတာတွေရှိတယ်လူတွေကိုပြစ်မာတာတွေရှိတယ်ဖယားသခင်မနစ်တတ်တာတီးလျက်သားနဲ့ကျွန်တော်တို့ပြစ်မာမိတာတွေရှိတယ်သွားမလာမပြောမဆိုမဩစဉ်းစားမသွေးခေါ်မလူကိုပြစ်မာဖယားကိုပြစ်မာတီးလျက်နဲ့မမတိပဲနဲ့အမစသဖြင့်စသဖြင့်အပြစ်တွေအမားတွေအများကြီးပြုခဲ့ပါတယ် ကျွန်တော်တို့ရဲ့အပြစ်တွေအမားတွေအားလုံးကိုကိုတော်ရှိတော်မမဝန်ချတောင်းပန်အပ်ပါတယ်ကိုတော်ဖျားခွင့်လွတ်ပေးပါခွင့်လွတ်ပေးတဲ့အတွက်လေကျေးဇူးတော်ချီးမွမ်းတယ်ဟာလေလုယာတမန်ကျင်းစာထဲမှာကျွန်တော်တို့ဂတိတော်ပေးထားလို့ဖြစ်တယ်ကျွန်တော်တို့ဒီနောင်တတရားနဲ့ပြန်လာတဲ့အခါမှာကျွန်တော်တို့အပြစ်ဝန်ချဆုတောင်းတဲ့အခါမှာကိုတော်ဒီတစ္ဆာနဲ့ပြေးဝါတဲ့ဖျားဖြောက်မှတ်ခြင်းနဲ့ပြေးဝါတဲ့ဖျားကျွန်တော်တို့ရဲ့အပြစ်များအားလုံးကိုစေချောပေးမယ်လို့ကျင်းစာထဲမှာဖော်ပြထားတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းတယ်ကိုတော်အပြစ်များအားလုံးကို စေကျော်ခွင့်လွတ်ပေးပြီလို့ယုံကြည်ဝန်ခံပါတယ်ဟာလေလုယာဆက်လက်ပြီးတော့မှအခုဝင်စားတဲ့ဆက်တလပိုင်းအတွက်လက်တော်ထဲမှာအနှုံးအညွန့်အနံပါတယ်ကိုရောဒီဆက်တလပိုင်းတလလုံးမှာလဲမနဲ့တိုင်းမနဲ့တိုင်းကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်တွန်တင်ခွန်အားလမ်းပြပေးတော်မူပါဆယ်လပိုင်းတလလုံးမှာကိုရိုရဲ့နှုတ်ကပတ်တော်စကားမနဲ့တိုင်းကျွန်တော်တို့ကြားခွင့်ရခဲ့ပါပြီဒီထက်ကြီးမားတဲ့ဂျေဇုတော်မရှိပါဟာလေလုယာ ဂျေဇုတင်တဲ့ကိုတော့တလလုံးကိုတော်ဖျားဒီကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်ဆရာတွေကိုစေလွတ်ပြီးမှခံယူတိဆောက်ခွင့်ရခဲ့တယ်။ဘယ်ဟာလှုပ်တင်တယ်ဘယ်ဟာမလှုပ်တင်ဘူးဆိုတဲ့ဟာကိုကောင်းကောင်းကျွန်တော်တို့ကိုနားလည်ခွင့်ပေးခဲ့တယ်။အလင်းပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေ။ဟာလေလုယ။အလားတူဆက်တလပိုင်းမှာလည်းဖျားသခင်ရဲ့နှုတ်ကပတ်တော်ဆက်လက်ဆက်လက်စေလွတ်ပေးပါမနက်တိုင်းလိုလိုကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်တုံတင်လမ်းပြခွန်အားပေးပါဆုံးမပဲ့ပြင်တော်မူပါ အပြစ်တွေကိုမလုံမီးဖို့ရညင်းပယ်ဖို့ရဖယားသခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ရဆက်တလပိုင်းတလလုံးမှာကိုတော်တုံတင်ဆုံးမှာပြည့်ပြင်တော်မူပါဆက်လက်ပြီးတော့မှာဆက်တလပိုင်းတလလုံးကိုတော်လက်တော်ထဲအနံပါတယ်ကိုတော်ကျွန်တော်တို့ဘာဖြစ်မလဲမသိဘူးကျွန်တော်တို့တခါတလေကြောက်တယ်ဒါပေမဲ့ကိုတော်ဖယားဒီကျွန်တော်တို့ဂတိပေးထားတယ်စိုးရင်ကြောက်ကြမှုရှိသမျှကိုဆုတောင်းခြင်းအားဖြင့်အောင်မြင်ခြင်းခွင့်ကိုရနိုင်ကြောင်းဂတိတော်ပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆုတောင်းပါတယ် စတလာပိုင်းတလလုံးဘာဖြစ်လာမလဲမသိပေမဲ့ဖယားသခင်လက်တော်ထဲမှာအံ့နံတဲ့အခါမှာဖယားသခင်ဒီကျွန်တော်တို့ကိုအကျွင်းမဲ့ကွယ်ကာဆောင်းပါလိမ့်မယ်လို့ယုံကြည်ပါတယ်ဟာလေလုယာယေရှုနာမအားဖြင့်ဝန်ခံကြွေးကြော်ပါတယ်စတလာပိုင်းဒီတာ၍ချမ်းသာတော်လားတာ၍ကျမ်းမာတော်လားတာ၍ဖယားအမှုတော်ကိုဆောင်တော်လားတာ၍ဖယားသခင်ရဲ့အမှုတော်မြတ်မှာစွန်းစွန်းတမန်ပေးလူတော်လားဖြစ်တယ်လို့ဝန်ခံပါတယ်ယုံကြည်ပါတယ်ဟာလေလုယာစတလာပိုင်းဒီ ဖယားသခင်ရဲ့စကားတော်အတိုင်းလက်တွေ့နာခံလိုက်လျှောက်တော်လာဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာဆက်တလာပိုင်းဒီဆယ်လာပိုင်းထက်တာ၍ကောင်းကြီးခံစားရတော်လာဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာအစ30အစ60အစ300ကောင်းကြီးမင်္ဂလာခံစားရတော်လာဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာဆယ်လာပိုင်းမှာမကျမ်းမာသေးတဲ့သူတွေဆက်တလာပိုင်းမှာကျမ်းမာပြီလို့ယေရှုနာမအားဖြင့်ဝန်ခံပေးပါတယ်။ဟာလေလုယာ ဆယ်လပိုင်းမှာမပြီးပြက်သေးတဲ့ပြဿနာတွေအားလုံးဆက်တလပိုင်းမှာပြီးပြက်ပြီလို့ယေရှုနာမအပြည့်ဝန်ခံပါတယ်။ယုံကြည်ခြင်းအပြည့်ဝန်ခံကြွေးကြော်ပါတယ်။ဟာလေလုယာ။ကိုရောဖျားပို့ဆောင်ကောင်းကြီးပေးတော်မူပါ။ဆက်လက်ပြီးမှဆက်တလပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေကိုလည်းယေရှုနာမနဲ့ဆုတောင်းပေးပါတယ်။မွေးနေ့ကစနှစ်ရာချီတန်အောင်ကျဲမာပါစေချမ်းသာပါစေဖခင်ကိုတာ၍ချက်တော်သူများဖြစ်ပါစေမယုံကြည်သေးတဲ့မိသားစုဝင်တွေအားလုံးကယ်တင်ခြင်းရတော်မိသားစုဖြစ်ပါစေ ယေရှုနာမအားဖြင့်မွေးနေ့ရှင်အားလုံးအားလုံးကိုဆုတောင်းကောင်းချီးပေးပါတယ်ဟာလေလုယာယေရှုတော်ချင်းမွန်းတဲ့ကိုရောဆက်တလပိုင်းဒီကနေ့မနက်စောစော ဝင်စားတဲ့နေ့ကနေဆက်တလပိုင်းတလလုံးကုန်တဲ့အထိကိုရောလက်တော်ထဲမှာအံ့နံဆုတောင်းပါတယ်ကိုရောဖျားကောင်းချီးပေးပါဖျားသခင်ဒီကျွန်တော်တို့ကိုတာ၍ဖျားသခင်နဲ့ရှောက်လန်းတတ်တော်သူပြဖြစ်ဖို့ရန်တန်ရှင်းတော်ဝိညာဉ်တော်စေလွတ်လျက်မဆာကောင်းချီးပေးတော်မူပါ အထူးသဖြင့်မြန်မာနိုင်ငံတော်ကြီးအတွက်လည်းဆုတောင်းပါတယ်စစ်မှတ်ဘေးဒဏ်ဖြစ်နေတဲ့နေရာတွေမှာကိုတော်ဖျားငြိမ်းချမ်းစေတော်မူပါစစ်မှတ်ဘေးဒဏ်အားဖြင့်လည်းဖျားသခင်ကိုတာ၍တိုးဝင်ချင်ကတ်တော်တော်သူများဖြစ်စေပါလောကရန်တရားတွေကျွန်တော်တို့ပိုင်ဆိုင်မှုတွေမတီမြဲကြောင်းဒီရာတွေအားဖြင့်သိစေတော်မူပါကျွန်တော်တို့ကိုတာ၍ထာဝရရွှေအိမ်တော်ကိုဆွေးလန်းတတ်တော်သူများဖြစ်စေပါအတ္တတာမှာရှိတဲ့ထဲကနေလည်းအမြဲတမ်းပေးလူပေးလူတတ်တော်သူများဖြစ်စေပါ ကျွန်တော်တို့ရှိနေတဲ့အရာဒီမတည်မြဲတဲ့အတွက်ကြောင့်ကျွန်တော်တို့အသက်ရှင်တော့မှအခွင့်အရေးတော့မှပေးလူတက်တော်သူများဖြစ်စေပါယေရှုတော်ချီးမွမ်းတဲ့ကိုတော့ကျွန်တော်တို့ဆုတောင်းတန်ဒီမပြည့်စုံပါဘူးဒို့ပေမဲ့ကိုတော်ဖျားဒီကျွန်တော်တို့ဆုမတောင်းခင်ကတည်းကအရာအလုံးကိုတည်နှင်ပြီးသားဖျားဖြစ်တဲ့ဒါကြောင့်ကိုတော်ကျွန်တော်တို့ဆုတောင်းမားခဲ့တဲ့အရာများရှိခဲ့တော့ကိုတော်ခွင့်လွတ်ပေးပါဆုတောင်းချက်မပြည့်စုံတဲ့အရာများရှိခဲ့တော့ကိုတော်ဒီပြည့်စုံစေပါမိကြောင်းအလုံးစုံကိုဆုတောင်းတဲ့ခါမှာ ကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖဖခင်အာမင်